အားလုံးပဲမင်္ဂလာပါဒေရော့ပိုင်းချီကကြိုဆိုပါရယ်ဒီနေ့လုတ်ပေးမှာကတော့ဒီ Angel လေးတွေကကိုဘာ message ပေးခြင်းလဲပေါ့နော်ကိုဘာတွေတိဖို့လိုအပ်လဲအဲ့ဒါလေးကိုဗီဒီယိုလေးကိုလုတ်ပေးမှာဖြစ်ပါတယ်ချီဒီ YouTube channel လေးလည်းဖွင့်ထားပါတယ်အဲ့တော့ YouTube မှာသွားပြီးတော့ subscribe လုပ်ပြီးတော့ဗီဒီယိုလေးကြီးလည်းကြည့်ရှုနိုင်ပါတယ်ပေါ့နော် Okay အားဆိုလို့ရှိရင် Angel message လေးကိုတူတူကြည့်လိုက်ရအောင်ပေါ့နော်ဒီဗီဒီယိုလေးကိုမြင်နေသူတွေအတော့ အင်ဂျယ်လေးကဗာစကားပါကြံလေးပေါ့နော်အဲ့ဒါကိုချင်းနေတူတူကြည့်လိုက်ရဟာအင်ဂျယ်လေးတွေကကိုကိုဗာ message ပေးကြံလေးပေါ့နော်ဒီနောက်တစ်ခါထပ်ဆွဲပေးမယ်နော်အင်ဂျယ်လေးကကိုကိုဗာ message ပေးကြံလေးပေါ့နော်အဲ့ဒါကိုဒီကြည့်လိုက်ရအောင်โอเค is of emotion okay ဒီ message ကတော့ဒါ relationship ရှိနေတဲ့သူတွေအတွက်ပေါ့เนาะ angel လေးတွေကဘာပြောချင်လဲဆိုတော့အခုကိုလက်ရှိတွဲနေတဲ့သူရှိတယ်ဆိုလို့ရှင်လဲကွာသူနဲ့ကိုနဲ့ဆက်ဆံရေးရပို့ပြီးတော့ဒီမှာ re awakening ဖြစ်လာမယ်လို့ပြောရကွာအဲ့တော့နောက်ထပ်အဲ့လိုမျိုးဆက်ဆံရေးရ ETA ဆက်ဖြစ်နေရဲ့ဗျာအဲ့လိုမျိုးလူတွေဆိုလို့ရှိရင်လည်းဆက်ဆံရေးရပို့ပြီးတော့ ကောင်းမွန်လာမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုဒီ emotion နဲ့ပတ်သက်ပြီးတော့ပေါ့ကွာလူတက်အဲ့လိုမျိုးဝင်လာလိုက်မယ်ကို့ဘွားတွေကိုပြီးရင်ဒီအခြေအေးမှာအဆင်မပြေတတ်တဲ့သူကြီးဆိုလို့ရှိရင်လည်း open heart ကိုရဲ့နှလုံးသားတကားလေးကိုဖွင့်ဟထားပါပေါ့နော်အရာရာအဆင်ပြေလာမယ်ပေါ့နော်အဲ့လိုမျိုးပြောပါတယ်ပြီးလို့ရှိရင်ဒီမှာနောက်ထပ်လူတွေအတွက် angel လေးတွေကဗာ message ပါလဲဆိုတော့ okay อือหือ ်အမိုက်ထိန်ထမ်းပြီးဆိုရင်ကိုဒီကို career နဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုအဲ့လိုမျိုးဟွန်းင်းဖြစ်နေတဲ့လူတွေပေါ့နော်ဘလို့ဆက်ဖြစ်မလဲကိုဒီအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဘာညာအဲ့လိုမျိုးတွေဆိုလို့ရှိရင်လေကိုကဒီမှာ your destiny to your your destiny to succeed လို့ပြောရဲကွာအဲ့တော့ကိုကအောင်မြင်ဖို့ ကံပါလာပြီးသားပေါ့နော်အဲ့တော့ဆက်လက်ပြီးတော့စူးစမ်းပါပြီးလို့ရှိရင်ကို့ဒီမိသားစုနဲ့လည်းပတ်သက်ပြီးတော့လည်းမိသားစုကိုလည်းအချိန်ပေးပေးပါပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်ကို့မှာကွာအဲ့လိုမျိုး healing ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အဲ့လိုသူများအောင် heal လုပ်ပေးနိုင်နေပေါ့ကွာသိရမလားအဲ့လိုမျိုးရှိတယ်ပြီးလို့ရှိရင်ဒီမှာ be open to success open minded ထားပါပေါ့နော်အဲ့လိုမျိုးကို့ဒီအမြင်ကြည်ကြည်လေးထားပါပြီးလို့ရှိရင် အဲကိုယ့်ရဲ့ဒီ divine guidance အဲ့လိုမျိုးနားထောင်ပါဗောနော်အခုဒီ angel message လိုမျိုးဗောနော်တချို့တွေကဒီကိုယ့်ရဲ့ဒီ intuition ကောင်းနေတူတွေလည်းရှိမယ်ဗောနော်အဲ့တော့သူသူများတွေကအဲ့လိုမျိုးကိုယ်ကောင်းလိုက်တာဗာညာအဲ့လိုမျိုးတော်လိုက်တာချီးကျူးတယ်ဆိုလို့ရှင်လဲကိုကလက်ခံပါဗောနော်ကိုတကယ်ထိုက်တန်နေဗောနော်ပြီးလို့ရှင်ကိုအောင်မြင်ဖို့လဲကိုကထိုက်တန်နေသူတယောက်ပါဗောနော်အဲ့တော့ဒီအမြင်ကြဲကြဲလေးထားပြပါဗောနော်ပြီးလို့ရှင်ဒီမှာ messenger of action something new and exciting related to creativity of your career comes to your attention do it with the person someone in your life maybe who is creative who wants to try everything okay messenger of action အဲ့တော့ဒီကတ်က basically ပြောချင်တာကဘာလဲဆိုတော့သူ့ရဲ့ message ကပေါ့နော်ကိုကအဲ့လိုမျိုးဒီဒီအဲ့လိုမျိုးကိုရဲ့ဒီအကြံဉာဏ်လေးတစ်ခုပေါ့ပါဒီဟာလေးလုပ်ရင်ကောင်းမလားဟိုဟာလေးလုပ်ရင်ကောင်းမလားအဲ့လိုမျိုးဖြစ်တဲ့အချိန်ကြာလို့ရှင်ပေါ့နော် လောက်တာလောက်ပလိုက် do it anyway လောက်တာလောက်ပလိုက်ဘာဖြစ်လို့လဲဆိုတော့ဒီကက်ကကိုယ့်ရဲ့ဒီဘဝထဲမှာပေါ့နော်လူတယောက်ဒါမှမဟုတ်လို့ရှင်ကိုကိုတိုင်းနဲ့ဖြစ်ထိုင်နေသူကအဲ့လိုမျိုးဟို creative အရင်ဖြစ်တယ်ကွာ creative ဖြစ်တယ်ပြလို့ရှင်ဘဝမှာကိုကအရာရာကိုစမ်းတစ်ပြီးတော့လှုပ်ကြည့်ချင်တယ်အဲ့လိုမျိုးလူတယောက်ပေါ့နော်အဲ့တော့ကိုလှုပ်ချင်တဲ့အရာတွေဆိုလို့ရှင်လည်းကိုကအဲ့လိုမျိုးဇွဲမလျှော့ဘဲနဲ့လှုပ်ပါပေါ့နော် ဒါလေးကတော့ angel message ပေါ့နော်ဒီ video ကြည့်နေသူလေးတွေအတွက်ပေါ့နော်ကိုကအောင်မြင်မှုရှိတယ်အဲ့အတွက်ကြောင့်မလို့ကိုလှုပ်ချင်တဲ့အရာတစ်ခုဆိုလို့ရှင်လည်းလှုပ်ပါမကြောက်ပါနဲ့ပြီးလို့ရှင်ကိုကိုကိုလည်းပြန်ပြီးတော့ heal လုပ်ပြီးပေါ့နော်ဘာဖြစ်လို့လဲဆိုကိုမှအဲ့လိုမျိုး healing power ရှိပြီးသားပေါ့နော်သူများတွေကိုလည်းကိုက nurture လုပ်ပေးနိုင်တယ်ပြီးလို့ရှင်ကိုရဲ့ဒီ relationship ပိုင်းနဲ့ဆိုင်ရာအဲ့လိုမျိုး ဒီဆက်ဆံရေးပိုင်းဆိုင်ရာအဲ့လိုမျိုးဆိုလို့ရှင်လဲကောင်းမွန်တဲ့ဘတ်ချန်ကိုရောက်လာမယ်ပေါ့နော်ဒါလေးကတော့ angel လေးတွေကပေးတဲ့ message လေးဖြစ်ပါရယ်ပေါ့နော်အကုန်လုံးအတွက်အားဖြစ်မယ်လို့ယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေပေါ့နော်ကိုယ့်အတွက်ပဲတီးတဲ့ reading လုပ်ချင်တဲ့ဆိုရင်ဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့နီးလာနိုင်ပါတယ်ပေါ့နော်ဒီ YouTube channel လေးကိုလည်းတွားပြီးတော့ subscribe လုပ်ထားပေးပါဦးနော် Thank you